Hello，大家好，我是珊珊老师。今天 video 嘛噶，好像说的第二首我哈拉斯格龙耶，啊，东边朋友就那罗恁个哩垃圾样，好像说啦噶吧，对不嘞？对呀，对不噶？恁恁对嘞？Sim，得罗呗，啊，罗没有碰呗，说的对不？那都没有啊罗，呃，Sim 啦，啊，拉都碰噻，讲呀的酷酷就那罗新变嘞，就那罗。 အဲကိုယ့်ရဲ့အစိတ်ထဲမှာတော့ထင်းတယ်ဒါမဲ့တိတ်တော့မသေးချဘူးအဲ့လိုမျိုးအခြေအနေမှာကျွန်တော်တို့ကဒီဟောင်ရှန့်ကိုသုံးမှပြောရမှာဖြစ်ပါတယ်ဥမာကျွန်တော်စင်းကိုအရင်ကြည့်မယ်နော်စင်းရဲ့အတိတ်တွေကဒီလိုပဲပုံပဲโอเคဥမာပြောရမယ်ဆိုရင်ငါသူ့ကိုတိတယ်လို့ပဲသူမဟုတ်ငါသူ့ကိုတိတဲ့ပုံပဲ我好像认识他 我好像认识他，好像啊，的路呗，认识地的路呗，但没对都没得瞧。他好像明白我的意思了，他好像明白我的意思了，他读个好像明白哪里的路啊，我的意思，俺俺标情来白表读哪里的路呗，读俺标情来白表哪里本呗。他好像明白我的意思了。 သူဒီအကြောင်းအရာကိုမသိတလို့ပဲငါရဲ့အထင်သူတိလားမတိလားတော့မသိဘူးငါကတော့အဲ့လိုထင်တယ်ဒါမှငါထင်တာကိုပြောတာအဲဆိုရင်他好像不知道这件事他好像不知道这件事他好像不知道သူမသိတလို့ပဲ这件事ဒီအကြောင်းအရာကိုသူမသိသေးတဲ့ပုံပဲเนาะအဲ့မှာ好像နဲ့တုံးမယ် Okay, okay, now to go similar. အလားတူကေတို့အာထင်ရတဲ့အလိုမျိုးပြောချင်တဲ့အချိန်မှာဟောင်ရှောင်းနဲ့ပြောမယ်ဥမာပြောရမယ်ဆိုရင်သူ့ရဲ့လှူရှားမှုကဖြားနေတယ်လို့ပဲသို့မဟုတ်သူ့ရဲ့လှူရှားမှုကဖြားနေတာနဲ့တူတယ်ဖြားနေတာနဲ့တူတယ်ဆိုရင်他好像生病那样的动作他好像生病那样的动作生病所飘嘞。 နှားရတဲ့တုံးစောလှုပ်ဆောင်ချက်ကဖျားနေတယ်လို့ပဲဆိုရင်ဟောင်ရှန့်လေးပြောမယ်ထားဟောင်ရှန့်ဆင်းပြီးနှားရတဲ့တုံးစောတူညောင်ဟာတွေ့ဆုံလိုက်တာနဲ့အရင်ကလေးကခင်မင်ရင်းနှီးလာတဲ့တငယ်ချင်းအတိုင်းပဲတို့မို့တို့ညောင်ဟာတွေ့ဆုံလိုက်တာနဲ့အရင်ကလေးကခင်မင်ရင်းနှီးလာတယ်လို့နေတူတယ်ဆိုရင်他们俩一见面就好像是多年的老朋友， 他们俩一见面就好像是多年的老朋友。他们俩都如你要哈，一见面就对手来打呢，好像是天涯来的路呗。多年的老朋友，哦，你对家里你来的年轻人呗。OK，今天弟弟妈就让我好像说的丢啥我哈是龙哦，你拿 B B P 吧嘞，好像也得白个，你那读嘞，过夜一天嘛个，一路没有骗你的路呗。 ဒါမဲ့တေမတေချာရဲ့ခြေနေမှာဟောင်ရှောင်းကိုတုံးမှဖြစ်ပါတယ်။အဲဆိုလို့ရှိရင်တကြစိုက်ချင်း